ဖះရှိမှမဖွဲမရလုပ်နေကြတာအခုနောက်ပိုင်းလူငယ်တော်တော်များများဟာခိရီအော်တာပတ်တရားကိမဲ့လာကြပါတယ် ြည့်နော်ဖះရှိမှမဖွဲမရလုံနေကြတာအခုနောက်ပိုင်းလူငယ်တော်တော်များများဟာဟိရီအော်တာပတ်တရားကိမဲ့လာကြပါတယ်ဟိရီဆိုတာကမကောင်းမှုလုပ်ရမှာကိုရှက်တာအော်တာပတ်ဆိုတာကမကောင်းမှုလုပ်ရမှာကိုကြောက်တာမလုတဲ့မလုထိုက်တဲ့မကောင်းမှုကိုလုတဲ့လုထိုက်တယ်ထင်ပြီးတော့အရှက်ကြောက်ကင်းမဲ့စွာလှုပ်လာခြင်းဟာမိစ္ဆာဓမ္မဖြစ်တဲ့အတွက်ကြောင့်ဒီမိစ္ဆာဓမ္မတွေအားကြီးလာပြီဆိုရင် ဘီလူးအကြီးကဲတွေကကြမ်းတမ်းတဲ့ဘီလူးတွေကိုလွှတ်တာကြောင့်မြို့ရွာတွေပျက်စီးကြလိမ့်မယ်လို့ပါလောကတုံမှာမြတ်စွာဘုရားဟောကြားထားပါတယ်အခုလိုမျိုးဘေးဆိုးကဆိုးတွေစိုက်ပြီးတော့လူတွေဒုက္ခရောက်နေရခြင်းဟာဒီလိုမလုံတဲ့မလုံထိုက်တဲ့အရာတွေကိုအချက်ကြောက်ကင်းမဲ့စွာလှုပ်လာကြလို့ဖြစ်ပါတယ်ဒီလိုလှုပ်ရမျိုးတွေမလှုပ်ဖြစ်အောင်တာဝန်ရှိတဲ့ပုဂ္ဂိုလ်များကတားမြစ်ပေးမှရမှာပါနော်ဦးဇင်းတို့ကပြောပြယုံကလွဲပြီးသွားတားလို့မရပါဘူး ဒါကြောင့်ဒီလိုလောက်ရမျိုးတွေနောက်ထပ်မလောက်ရအောင်တာဝန်ရှိသူတာဝန်သိသူများက ပြောဆိုပြီးတော့တားမြစ်ပေးကြပါလို့ပြောကြင်ပါတယ်နော်အရှင်ဖေယဤလောကကြီးသည်အချက်တရားအကြောက်တရားနှစ်ပါးမရှိပါက လောကကြီးပျက်စီးပါလိမ့်မည်လို့ကြားဖူးပါတယ်ဖေယတကယ်မှန်ပါသလားဖေယမိန့်တော်မူပါဖေယတဲ့အချက်အကြောက်တရားနှစ်ပါးကိုဟီရီအော်ဒါဘတ်တရားနှစ်ပါးလို့ခေါ်ပါတယ်လောကပျက်စီးကြောင်းတရားလည်းဖြစ်ပါတယ်ဟီရီမကောင်းမှုလို့ရမှာကိုမရှက်ချင်း ်ပေါ်တာပမကောင်းမှုလို့ရမှာကိုမကြောက်ချင်းတို့ဖြစ်ပါတယ်လောကမှာမကောင်းမှုလို့ရမှာကိုမရှက်မကြောက်တော့ဘူးဆိုရင်လောကကြီးပျက်စီးလာမှာဖြစ်ပါတယ်ဒါကြောင့်ဒီမေခွန်းဟာမှန်တယ်လို့မှတ်သားထားရပါမယ်ဖုံဖုံတစ်ခုမေးမယ်ကောင်းမှုတစ်ခုပြုရင်အဲ့ကောင်းမှုကုသိုလ်ရတယ်မရဘူးဆိုတာဘယ်သူကတရားစီရင်ပေးပြီးဘယ်ကိုသွားရမယ်မသွားရဘူးဆိုတာဘယ်သူကစီရင်ချက်ချတာလဲဗုဒ္ဓတရားမြမာနဲ့ ဘယ်သူကမှတရားစီရင်ချက်ချပြီးဆုံးဖြတ်ပေးတာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်သွားတာနော်မတ်ပိုင်ရှင်ကိုဦးစင်တစ်ခုမေးမယ်မတ်ပိုင်ရှင်မိကိုကင်ရင်ဘယ်လိုအရသာခံစားရမလဲပူတဲ့အရသာခံစားရမလဲရေကိုကင်ရင်ဘယ်လိုအရသာခံစားရမလဲအေးတဲ့အရသာခံစားရမလဲအဲ့ဒီပူတဲ့အရသာအေးတဲ့အရသာကိုဘယ်သူကလာပေးတယ်ပြောမလဲမင်းကတော့မိကိုကင်တဲ့အတွက်ကြောင့်ပူစေကွာ မင်းကတော့ရေကိုကင်တဲ့အတွက်ကြောင့်အေးစီကွာဆိုပြီးဘသူကလာပြီးတော့တရားစီရင်ချက်ချဆုံးဖြတ်ပေးတာလေဘသူကမှလာပေးတာမဟုတ်ဘူးဘသူကမှတရားစီရင်ချက်ချပြီးဆုံးဖြတ်ပေးတာမဟုတ်ဘူးအကြောင်းကြောင့်အကျိုးဖြစ်သွားတာပူတဲ့အကျိုးဖြစ်တယ်ဆိုတာဟာမိကင်တဲ့အကြောင်းတရားကြောင့်ဖြစ်တာအေးတဲ့အကျိုးတရားဖြစ်တာဟာရေကင်တဲ့အကြောင်းတရားကြောင့်ဖြစ်တာနော်အဲ့ဒီဥပမာအတိုင်းပဲကုသိုလ်ရဲ့အကျိုးခံစားရတယ်ဆိုတာဟာကုသိုလ်တည်းဟူသောအကြောင်းတရားကိုလုံးလို့ခံစားရတာဖြစ်တယ် အဲ့ဒီအကျိုးတရားကိုကြည့်ပြီးအကြောင်းတရားကိုမရှာတတ်တဲ့အခါမှာတချို့ကတကူရှင်ကပဲပေးတယ်လို့လို့ကေတင်ရှင်ကပဲပေးတယ်လို့လို့ထင်သွားကြတာနော်ဒါကြောင့်ကုသိုလ်ကောင်းမှုရဲ့အကျိုးခံစားရတာဟာဘသူကမှလာပေးတာမဟုတ်ပါဘူးမိကိုကိုင်ရင်ပူတဲ့အကျိုးတရားခံစားရတယ်လို့ရေကိုကိုင်ရင်အေးတဲ့အကျိုးတရားခံစားရတယ်လို့ကုသိုလ်တည်းဟုသောအကြောင်းတရားကိုလို့လို့ကုသိုလ်တည်းဟုသောအကျိုးတရားကိုခံစားရတာဖြစ်တယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်နော်အမကလေ ဟိုဘယ်လိုခေါ်မလဲအာခရီးယန်ဆိုပေမဲ့လည်းပေါ့နော်အမငငယ်လေးတွေကကိုကမြမပြီမှာကြီးပြင်းတယ်မြမအစိုးရအကြောင်းမှတက်တယ်အဲ့တော့အမ38ဖြာမင်္ဂလာနဲ့လည်းရင်းနှီးတယ်နော်နောက်ကငါက90နီးပတ်တော်ရင်းနဲ့လည်းရင်းနှီးတယ်အမဘယ်ဟာအကုသို့ဘယ်ဟာကုသို့ဆိုတာလည်းသိတယ်ဘယ်ဟာအမင်္ဂလာဘယ်ဟာမင်္ဂလာဆိုတာလည်းအမသိတယ်ဆိုရဲခါကျတော့ဟိုအမအဲ့လိုပဲရှောင်ရှားပြီးနေလိုက်တာပဲအမင်္ဂလာဖြစ်စေမဲ့ဟာတွေဆိုလို့ရှင်ဖယ်ထားလိုက်တယ် ဘာကိုမလုပ်ဘူးထားလိုက်တယ်ဘာလို့လဲဆိုတော့လေဟိုအကုသူတို့အမင်္ဂလာတို့ဆိုတာလေသွားပြီးထိတ်တိုက်တွေ့လို့ရှိရင်တို့စီကကူးတယ်တို့ကမတုံမထိဖယ်ထားလိုက်တာမမြင်စင်အောင်ဆောင်းလိုက်တာအဖက်မလုပ်လိုက်တာအကောင်းဆုံးဆိုတော့အကုသူဆိုတာကူးတာလို့ကုသူကတော့ပွားများဖို့ခက်တယ်ဆိုတော့ကိုပရိသတ်တွေကိုကိုခွန်အားပေးစင်တာဆိုလို့ရှင်လေကုသိုလ်ပဲလို့ကုသိုလ်လို့ဆိုလို့ဟာဟိုအလှူဒန်းတွေပဲပြုနေရမယ်လို့ကြီးပဲဆိုလိုတာမဟုတ်ဘူး သင်ငန်းတွေပဲကတ်နေရမယ်လို့ဟာရွှေချနေရမယ်လို့ဟိုအလူတန်းတွေပဲပြုတ်နေရမယ်လို့ဆိုလိုတာမဟုတ်ဘူးနေစဉ်ဟိုဖြူဖြူတော်လုံးလုံးပြောတာမဟုတ်ဘူးနော်ဖြူဖြူကုသိုလ်ရှင်မကြီးမလို့လည်းပြောတာမဟုတ်ဘူးနေစဉ်ကိုလှုပ်လိုက်တဲ့ဥစ္စာကုသိုလ်စီသွားလားအကုသိုလ်စီသွားလားမင်္ဂလာစီသွားလားအမင်္ဂလာစီသွားလားဆိုတာဘုရားဘာသာမြန်မာလူမျိုးတွေကပို့တောင်းတည်အောင်မှာဖြူဖြူရောင်အ ਨੇ ချင်းလေးပြောတတ်သေးတယ်ဆိုလို့ရှင်တကယ်ကျင့်ကြံအားထုတ်နေတဲ့သူတွေပို့တောင်းတည်ကြအောင်မှာဘယ်တခွန်းလေးပြောလိုက်လို့ရှင်အကုသိုလ်ဖြစ်တယ်ဆိုတာသိတာတယ် ဟုတ်တယ်မလားဆော့ဆဲတယ်ဆဲတာအကုသူလားကုသူလားဆိုတာအတိတ ాయి လေဟုတ်တယ်မလားသူများကမနာလို့ဖြစ်တာကုသူလားအကုသူလားအတိတ ాయి လေသူများကတိုက်ခိုက်ပုတ်ခတ်လောင်ပြောင်းတယောတိုက်ခိုက်တယ်ဆိုတာကကုသူလားအကုသူလားဆိုတာအတိတ ాయి လေဟုတ်တယ်မလားအဲ့တော့အမကတတ်နိုင်သလားအကုသူဆိုလို့ရှိရင်လစ်လျူရှုပြစ်လိုက်ဒီဗီဒီယိုဖိုင်ကိုမြင်တော့ဥစဉ်ပြောစရာလေးတစ်ခုပေါ်လာပါတယ်အဲ့ဒါကဘာလဲဆိုရင် ကုသလံအကုသလံဓမ္မဇာနာတိမနာတိတိမနုတော်တဲ့ အဘိဓေကကုသလံအကုသလံဓမ္မံကုသိုလ်အကုသိုလ်တရားနှစ်ပါးကိုဇာနာတိမနာတိတိခွဲခြားသိမြင်တတ်မှသာလျင် မနုဿော လူလို့ခေါ်ဆိုထိုက်တယ်တဲ့ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အခြားသောဘာသာဝင်ပဲဖြစ်ဖြစ်လူရယ်လို့ဖြစ်လာပြီဆိုရင်ကုသိုလ်အကုသိုလ်တရားနှစ်ပါးကိုတော့ခွဲခြားပြီးသိမြင်တတ်ရပါမယ်ကုသိုလ်အကုသိုလ်တရားနှစ်ပါးကိုခွဲခြားပြီးသိမြင်ခြင်းမရှိဘူးဆိုရင် တရိတ်ဆန်နဲ့အတူတူပါပဲဒါကြောင့်မိမိက ကုသိုလ်ကိုမလုပ်နိုင် အကုသိုလ်ကိုမရှောင်ကျဉ်နိုင်သေးရင်တောင်မှလူစည်ရင်းဝင်ပြီးလူပီးသားဖို့အတွက်ကုသိုလ်အကုသိုလ်တရားနှစ်ပါးကိုတော့ခွဲခြားတတ်ဖို့လိုတယ်လို့ပြောကြင်ပါတယ်အရှင်ဖေယဘုံကြီးတွေကို ဝေဖန်ရင်ငရဲကြီးလားတဲ့ဘယ်လိုစိတ်မျိုးနဲ့ဝေဖန်မှာလဲဒါမေးစရာရှိတယ်เนาะ မှားနေတာကိုအမှန်ရောက်ပါစေဆိုတဲ့မေတ္တာစေတနာမျိုးနဲ့ဝေဖန်ပါလားဒါမှမဟုတ်ပုဂ္ဂိုလ်ရေးရအမြင်မကြည်လို့အပုတ်ချလိုတဲ့စိတ်အပြစ်ပြောလိုတဲ့စိတ်နဲ့ဝေဖန်ပါလားဝေဖန်မိကာယကံရှင်ပုဂ္ဂိုလ်ကိုယ်တိုင်ကသိမှာပါနော်အပုတ်ချလိုတဲ့စိတ်နဲ့အပြစ်ပြောပြီးဝေဖန်တာမျိုးကတော့လုံးဝမလုပ်ကောင်းဘူးအပြစ်ရှိတယ်နော်အဲ့ဒီလိုမှမဟုတ်ပဲ အမှန်ရောက်ပါစေဆိုတဲ့မေတ္တာစေတနာမျိုးနဲ့ဝေပန္တာမျိုးကတော့အပြည့်မရှိတဲ့အပြင်ကုသိုလ်တောင်ရပါသေးတယ်။အရှင်သာရိပုတ္တရာမထေရမြတ်ကြီးသင်္ကန်းဝတ္တာမညီမညာဖြစ်နေလို့ကိုရင်လေးကထောက်ပြပြောဆိုပါတယ်။အဲ့ဒီအခါမှာအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကသင်္ကန်းကိုပြန်ပြင်ပြီးယုံလိုက်ပါတယ်။အဲ့ဒီလိုမျိုးမှားနေတာကိုအမှန်ရောက်ပါစေဆိုတဲ့စေတနာမျိုးနဲ့ဝေဖန်ထောက်ပြတာမျိုးကတော့ ဝေဖန်ထောက်ပြကောင်းပါတယ်နော်မင်းတို့ဘာသာကတိရဲလူကို ရှင်းအောင်လုပ်လို့ရလားတဲ့ကဘာပေါ်မှာလူတွေတွေအများကြီးပဲနေတိုင်းနေတည်နေကြတာအများကြီးပဲအကယ်၍တိရဲလူကိုရှင်းအောင်ပြန်လုပ်နိုင်မယ်ဆိုလို့ရှင်လာလို့ပြပါမြတ်စွာဘုရားကကြတော့မွေးရင်တည်မယ်မွေးရင်တည်မယ်မတည်ခြင်းရင်မမွေးအောင်လုပ်အဲ့ဒီမမွေးအောင်လုပ်ဖို့သူကကျင့်သင်ပေးထားပါမကင်ရှစ်ပါ မကင်ရှိပါခြင်းတို့သောတာပန်တဂါရကအနာဂံယာနာဖြစ်မဲ့ဆိုလို့ရှိရင်အဲ့ဒီမမွေးချောင်းအရာကိုရပြီမမွေးဘူးဆိုလို့ရှိရင်မသေးဘူးမွေးရင်သေးမှာပဲနော်အခုလုတ်ပြလိုက်ပါလားအဲ့တေးတဲ့ဘက်ကိုရှင်းအောင်လုတ်ပြလိုက်ပါလားအဲ့ဒါဆိုလို့ရှိရင်တခြားတော့ဘာသာတွေမလို့တော့နော်အဲ့ဒီတေးတဲ့သူကိုရှင်းအောင်ပြန်လုတ်တဲ့ဘာသာကိုပဲအကုန်လုံးဝင်ကြလိမ့်မယ်